်မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကင်းပြည်နယ်မြောက်ရီမြို့အနီးတမဟာ6နယ်မြေကတေဘောဘိုစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ KNL ဦးဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုဂုံပြူကျူစုပွဲပြုလုပ်ခဲ့လို့ဒေသခံတွေစီကသိရပါဗျာ။ ။ဒေဘောဘိုးစကန်းကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တဲ့အတွက်ဒေသခံတွေကဂျော်လ9ရက်နေ့မနက်၈နာရီထိုးမှပြုလုပ်ခဲ့ပြီးဒေဘောဘိုးမြစ်ကမ်းတလျှောက်ကွန်ပျူပန်းကုန်းစွတ်ကကြိုးစားခဲ့ကြတယ်လို့ဆိုပါရယ်။ တမဟာ6ကောဘရာစစ်တောင်းနဲ့ဘူပေါင်းအဖွဲ့တွေကိုသေဘောဘူးစစ်ကောင်စီတပ်စခန်းသိမ်းတဲ့ကန်နာမှာခုံပြူကြိုဆိုခဲ့ကြတာဖြစ်ပြီးခန်းခန်းလာလာခုံပြူဝဲလှုပ်ချင်ခဲ့ပေမဲ့လုံချုံရေးအရာအခုလိုစီစဉ်လှုပ်ဆောင်ခဲ့ရတယ်လို့ခုံပြူကြိုဆိုခဲ့တဲ့မြို့သူမိတအုပ်ကပြောပါရယ်တေဘောဘူစခန်းကိုဂျွန်လာ၃ရက်နေ့ညပိုင်းမှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော်တေဆုံးခဲ့က၅၀ကျော်လက်နက်ချအလံဖြူထောင်းခဲ့တယ်လို့သိရပါဗျ။ အဲ့ဒါပြင်စကန်းသိန်းတိုက်ပွဲအတွင်းတော်လိုင်းအီးတပ်ဖွဲ့တွေဘက်ကလက်နက်ကြီးလက်နက်ငယ်အများအပြားရရှိခဲ့တယ်လို့တော်လိုင်းအီးတပ်ဖွဲ့ဝင်တွေစီကသိရပါဗျရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တာရပွင့်ကြေးရွာကဆိုင်တဆိုင်မှာ PDF ရဲဘော်တွေနဲ့ဒေသခံတွေစကားများရန်ဖြစ်ကြပြီးနှစ်ဖက်စလုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေနဲ့ရဲဘော်တွေကပြောပါရတယ်။ ်မေလ3ရက်နေ့ညပိုင်းလောက်ကဆိုင်းတဆိုင်မှာဒီသခံ3ယောက်က PDF ရဲဘော်9ယောက်ကိုစောင်းမြောင်းပြောဆိုတာကနေအချင်းချင်းစကားများပြီးပြဿနာတက်ကြတာလို့ဆိုပါရယ် ဆိုင်မာဖြစ်တဲ့ပြဿနာကိုကျေးရွာလုံးချုံရေးအဖွဲ့တွေကတာဝန်ယူဖြေရှင်းပေးခဲ့ပေမဲ့ဒေသခံ၃ယောက်ကမကျေနပ်ပဲဒုတ်တွေနဲ့လမ်းမှာစောင့်ကြိုနေတဲ့အတွက်ထိုးကျိမှုတွေထပ်ဖြစ်နေကြတာလို့ဒေသခံတွေကပြောပါရယ်။ထိုးကျိမှုအတွင်း PDF ရဲဘော်ဟာခဲလက်တီနဲ့အထိုးခံရတဲ့အတွက်နေရွက်အနာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒေသခံတယောက်ရဲ့လက်မှာတော့ပလင်းနဲ့ရိုက်ခံရတဲ့အတွက်ဆဲချက်ချုပ်လိုက်ရတယ်လို့ဆိုပါရယ်။ ထိလိုက်သွားတဲ့ဒေသခံတွေကိုဖြစ်စင်မှာပါတဲ့ရဲဘော်တွေကစေယုံကိုပို့ပေးခဲ့ပြီးစေဘဝကပါတာဝန်ယူကမေလ၄ရက်နေ့မနက်ပိုင်းမှာမိသားစုစီသွားပြီးပြန်လည်တောင်းပန်ခဲ့တယ်လို့ကာယကံရှင်ရဲဘော်တွေကပြောပါတယ်အခုဖြစ်စဉ်ပေါ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးဖြစ်စဉ်မှာပါတဲ့ရဲဘော်တွေကိုအရေးယူဆောင်ရွက်သွားမယ်လို့ဘေးခရိုင်အမှတ်နှစ်တိုင်ရင်ကပြောပါတယ်ရှင်။ MNDA ကိုကန့်တက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်တွင်က အခြေခံပညာကျောင်းပေါင်း20မှာဇွန်လ9ရက်နေ့ကနေစလို့ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။ဒါအပြင် MNDAA ကတိုက်ခိုက်တိမ့်ပိုက်ထားတဲ့အထူးဒေတာတက်အတွင်းကအခြားအခြေခံစာတင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အထူးဒေတာတက်ပညာရေးကော်မတီက ထောက်ပံ့ကူညီပေးသွားမယ်လို့ဇွန်လ3ရက်နေ့ကထုတ်ပြန်လိုက်တာဟာပညာရေးစီဒီအန်တွေအတွက်အလုတ်ကန်ခွန်လန်းဖြစ်တယ်လို့ဆိုပါတယ်။ကျောင်းပွင့်ခွင့်ရတဲ့အပေါ်မှာကျမကတော့ကလေးတွေတွင်နေမိဘတွေတွင်နေတော့ဝမ်းတာတယ်ပေါ့နော်။နောက်တစ်ခုပြောရမယ်ဆိုလို့ရှင်ရင်ကျောင်းများများဖွင့်နိုင်ရင်ဆရာမဆရာဆရာမများများအလုပ်ပေးနိုင်မယ်ပေါ့နော်။အလုတ်ကန်ကြီးရလာတဲ့အတွက်စ CDN ဆရာဆရာမတွေအတွက်တော့ဝမ်းသာပါတယ်။ COVID-19 ကပ်ရောဂါပြင်စစ်တရဲ့အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံရဲ့ဒေတာအများစုမှာကျောင်းနေအရွယ်တွေပညာရေးနောက်နေခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိနေတဲ့ကြားကတိုင်းနာတပ်တွေနဲ့တော်လိုင်းအင်အားစုတွေအနေနဲ့သူတို့ထိန်းချုပ်လာနိုင်တဲ့နေမြေတွေမှာရှားရံဤနဲ့စာတင်ကျောင်းတွေဖွင့်လှစ်ပြီးပညာတင် जा ပေးနေတာကိုကြိုးစိုးတယ်လို့လဲကျောင်းသားမိဘတွေနဲ့နေကန်တွေကဆိုပါတယ်။ ကိုကန်အပြင် တိုင်းသားထင်းကျုပ်နေမီနဲ့တိုင်းနိုင်ငံလုံးအတိုင်းနာပါဗျာစာတင်ကြောင်းတွေဖွင့်လာတာကိုကြိုးစိုးပါတယ်လူငယ်တွေပညာတတ်မှလည်းတိုင်းပြည်ဟာတိုးတက်မှလည်းတွေ့မလားစစ်တပ်ကလည်းစာတင်ကြောင်းတွေကိုဘုံကျဲရလဲတကယ်ကိုမလုပ်တဲ့နယ်ကိစ္စပါတကယ်ကိုဒီလောက်ရတွေကလုံးတကယ်ကိုအကြီးတန်းလုံးလဲတရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှုံမြို့ပေါ်ရက်ွက်၁၂ခုကို MNDA ကစုပ်ပေးခဲ့ရပြီးလက်ရှိစစ်ကောင်စီကပြန်လည်အုပ်ချုပ်နေတာပါ စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့လာရှုံမြို့ပေါ်မှာလည်းအထက်တန်းအလယ်တန်းမူလာတန်းစစ်နဲ့ဖုံးတော်ရေးတင်ပညာရေးကျောင်းပေါင်း52ကျောင်းဖွင့်လှစ်ပြီးကျောင်းသားကျောင်းသူ2000နီးပါးတက်ရောက်ပညာသင်ကြားနေတယ်လို့ဒေတာရင်းတင်တွေကဖော်ပြထားပါတယ်ကျွန်တော်ခွန်စော်ဦးပါအာရာဒင်းစစ်ကောင်စီရဲ့ရုပ်ောက်ပွဲကော်မရှင်ကဒီနှစ်အကုန်မှာကျင်းပမဲ့ရုပ်ောက်ပွဲမှာအသုံးပြုဖို့အတွက်ကုန်ကြားစရိတ်ကိုမဲဆန္ဒနဲ့330အတွက်တင်ပြတောင်းဆိုခဲ့ပြီးမြဲ စစ်ကောင်စီဘက်က၄ပုံတပုံကိုသာခွင့်ပြုထားတာကြောင့်မဲဆန္ဒနဲ့60ဝန်းကျင်မှာသာရွေးကောက်ပွဲကျင်းပနိုင်တော့မယ်လို့နိုင်ငံရေးပါတီတွေကခံမှန်းပြောဆိုကြပါတယ်။အဲ့ဒီကုန်ကျစရိတ်တွေကရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေအတွက် electronic နဲ့မဲပေးမှုအပြင်မဲယုံကုန်ကျစရိတ်တွေအတွက်တောင်းခံတာဖြစ်တယ်လို့အဲ့ဒီအကြောင်းကိုသိရှိတဲ့သူကနေသင်ကြားသိခဲ့ရတာလို့တိုင်းလိုင်းရှမ်းပြည်မျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောပါတယ်။ ြည့်ရဆိုတော့တို့ကလေကျွန်တော်တို့ဒီတို့ electronic မဲပုံးနေ budget တင်လိုက်တာလေးပုံပုံမဲချပြီးတယ်ဆိုတော့အအပိုင်းလိုက်ပိုင်းလိုက်လုတ်သွားတော့မယ်လို့ပဲကျွန်တော်တို့အနေနဲ့မှတ်ချက်ပြန်ပေးရတာပေါ့လေအဲ့ဒါဒါစကောက်စီဘက်ကတော့လက်ရှိအချိန်ကြီးရုပ်ောက်ပွဲနဲ့တက်ဆိုင်တဲ့ဥပဒေနီးဥပဒေနဲ့ရုပ်ောက်ပွဲကျင်းပမဲ့ရဲ့အတိအကျကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးသလိုရုပ်ောက်ပွဲကျင်းပမဲ့မဲဆန္ဒနဲ့အရေးအတွက်ကိုလည်း တည်ရဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးအနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေနဲ့တွဲဆုံခဲ့တဲ့အချိန်တုန်းကတော့တနင်္ဂနွေနေ့မှာတိုက်ပွဲတွေဖြစ်နေတာကြောင့်တင်းချင်းအေဂျင်မီရွေးကောက်ပွဲကျင်းပလို့ရနိုင်မဲ့မဲဆန္ဒနဲ့တရား60ကတ်မှာရွေးကောက်ပွဲကျင်းပဖို့ရထားတဲ့အကြောင်းပြောဆိုပါတယ်ဒါပေမဲ့လက်ရှိမှာတော့တနင်္ဂနွေအစည်းအဝေးပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကိုစစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကမဲဆန္ဒနဲ့တရားဝင်ကျင်အတွက် ဝင်ရောက်ရှင်မြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေကိုရှာထားကြဖို့ပြောဆိုထားတဲ့အကြောင်းကိုမြန်မာနိုင်ငံတောင်လုံးသမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကဒီဝီသတင်းဌာနကိုပြောဆိုပါရယ်မြို့နယ်ပေါင်းတရာဆိုပြီးတော့ကော်မရှင်အသတ်မှတ်တယ်အရင်တော့130ပေါ့နော်မြို့နယ်ပေါင်းတရာဆိုရင်တမြို့နယ်၄ယောက်ဆိုရင်တော့အဲလူ400ပေါ့နော်အဲတမြို့နယ်ကတော့လူ400ကတော့ထွက်ပါတယ်ဟိုကျွန်တော်တို့ဘာဥပဒေမှထွက်မလာသေးတော့ အော်မြို့နယ်ကျွန်တော်တို့ဟိုတနိုင်ငံလုံးပြိုင်မဲ့ပါတီတွေကိုမြို့နယ်တရားတိရှော့ချပေးတယ်လို့ပဲပြောသေးတာလေအဲမြို့နယ်တရားကိုစလုပ်ပေးမှလားဒါမှမဟုတ်150ကိုလုပ်မှလားဆိုတော့ကျွန်တော်တို့လည်းတက္ကနနာတော့မသိသေးပါဘူးခင်ဗျ အနာဒိစကောင်းဆောင်ကတော့ဒီနှစ်အကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်သူအကုန်ယူ၁၂နှစ်ရောအချိုးကျကိုစားပြုပြီးရွေးကောက်ပွဲ၁၂နှစ်ပါပေါင်းဆက်ပြီးကျင်းပမယ်လို့ပြောဆိုထားပေမဲ့ဘယ်လှုပ်တော်တွေကိုဘယ်၁၂နှစ်ကျင်းပမလဲဆိုတာကိုတိတိကျကျပြောဆိုထားခြင်းမရှိပါဘူးစစ်ကောင်စီဘက်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ကြဖို့ပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိပြီး မှုပုံတင်ခွင့်ပြုဖို့ထပ်မံလျှောက်ထားတဲ့နိုင်ငံရေးပါတီ28ပါတီရှိပါတယ်တိုင်းနာတော်လိုင်းအဖွဲ့အစည်းတွေနဲ့ဆက်အနာသိမ့်မှုကိုစန့်ကျင်တော်လှန်နေတဲ့နိုင်ငံရေးအင်အားစုအားလုံးကတော့အနာသိစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာမြန်မာအပါအဝင်နိုင်ငံ12နိုင်ငံကနိုင်ငံသားတွေအမေရိကန်နိုင်ငံနဲ့ခရီးသွားလာခွင့်ပိတ်ပင်တဲ့ကြေညာချက်တစ်စောင်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျွန်လ၄ရက်နေ့မှာလက်မှတ်ထိုးလိုက်ပါတယ် အာဖဂန်နစ္စတန်မြန်မာချတ်အာဖရိကနိုင်ငံကွန်ဂိုသမရနိုင်ငံအီကွေတိုရီယယ်ဂီနီအီရီထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်နဲ့ယီမင်တို့ကနိုင်ငံသားတွေကိုဝင်ရောက်ခွင့်အပြေအဝကန့်သတ်လိုက်တာဖြစ်ပါတယ်။ဘူရွန်ဒီကျူဘာလာအိုဆီယာလီယွန်တိုဂိုတာဂမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံတွေကတော့တစိမ့်တစ်ပိုင်းကန့်သတ်ခံရမှာဖြစ်ပါတယ်။ ဥပဒေနဲ့ညီညွတ်တဲ့အမြဲတမ်းနေထိုင်သူတွေလက်ရှိဗီဇာကိုင်ဆောင်ထားသူတွေအမေရိကန်အမျိုးသားအကျိုးစီးပွားကိုထွန်းဆောင်နေသူတွေကတော့ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ကော်လိုရာဒိုပြည်နယ်မှာဂျူးစန့်ကျင်ရဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့အပြီးမှာသမရဟာဒီကြေညာချက်ကိုထုတ်ပြန်ဖို့နောက်ဆုံးဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။မူလကလေးကစဉ်းစားပြီးသားဖြစ်ပေမဲ့အဲ့ဒီဖြစ်စဉ်ကြောင့်မြ мян ဆန်ဆန်ကြီးညာတာဖြစ်လို့အင်ဖြူရတာဝန်ရှိသူတို့က CNN သတင်းဌာနကိုပြောပါရယ် တမရထရဟာကျမတို့နိုင်ငံကိုလာပြီးကျမတို့ကိုထိခိုက်အောင် လုပ်နေတဲ့ NAG ရဲ့နိုင်ငံသားတွေရဲ့ရန်ကကာကွယ်ပေးဖို့မဲဆွယ်ကတိကိုဖြည့်ဆည်းလိုက်တာဖြစ်တယ်လို့အင်ဖီရောလက်ထောက်ပြန်ကြားရေးအတွင်းဝင် Abigail Jensen က Twitter မှာရေးသားထားပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ ကျမအရုံငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်